ဓာတ်လီကယုတ်တရက်ရက်သွားချိန်မှာမင်းကလေးရဲ့လက်ကအမျိုးသားရဲ့ရင်ဘက်ပေါ်ကိုအမှတ်မထင်ရောက်သွားခဲ့ပါတယ်။သူလုံးမိတာကိုသတိထားမိပြီးအမျိုးသားကိုတောင်းပန်လိုက်တဲ့နောက်ကျတော့မယ်ဆိုတာသိတော့မင်းကလေးဟာစိုးရိမ်ကြီးနဲ့အရေးပေါ်ခလုတ်ကိုနှိပ်လိုက်တဲ့ညှော်လင့်ထားတဲ့အတိုင်းဓာတ်လီကတကားကပွင့်လာပြီးမဲ့တကားအောက်ပိုင်းကနေရန်နဲ့ပိတ်နေတဲ့အခြေအနေကအရေးပေါ်နေပြီးမှမင်းကလေးဟာအမျိုးသားကိုအကူအညီတောင်းဖို့ရွေးချယ်စရာမရှိတော့ဘူး။အမျိုးသားကသူ့မောက်ကိုဓာတ်လီကထဲကနေပွေ့ချီထုတ်ပေးခဲ့ တဲမကြခင်မှာပဲမင်းကလေးဟာဘတ်စကားပေါ်မှာထိုမျိုးသားနဲ့ထပ်မံဆုံးတွေ့ခဲ့တယ်။သူမကအမျိုးသားကိုကျေးဇူးတင်စကားပြောခဲ့ပေမဲ့အမျိုးသားကတော့ ADA ဆက်ပဲဘတ်စကားပေါ်မှာအမျိုးသားကသူ့အိတ်ထဲကလက်ဖက်စည်များကိုစစ်နေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရှေ့ကထိုင်တဲ့ကလေးမလေးရဲ့ဆိုတာကပန်းထွက်လာတယ်။မင်းကလေးဟာမတိစိတ်နဲ့အမျိုးသားကိုရှောင်ရှားနိုင်အောင်ကူညီလိုက်ပေမဲ့ဒီလောက်ရက်ကအမျိုးသားရဲ့လက်ဖက်စည်အားလုံးကိုဖိတ်ဆင်သွားစေခဲ့တယ်။အမျိုးသားကဘတ်စကားပေါ်ကဆင်းသွားပြီးနောက်မင်းကလေးဟာ ချက်ချင်းပဲနောက်ကလိုက်ပြီးတောင်းပန်ဖို့လိုက်သွားခဲ့တယ်သူ့ရဲ့ဆုံးရှုံးမှုအတွက်ရောကြီးပြီးလုခဲ့တာပါအမျိုးသားကလက်မကြည့်ပဲတောင်ကုန်းဘက်ကိုရှောက်သွားခဲ့တယ်မင်းကလေးလည်းမတက်တာပဲနောက်ကနေလိုက်ခဲ့ရတယ်ရုတ်တရက်သူ့ရဲ့ထောက်ခနဲ့ကျိုးသွားတော့တယ်အမျိုးသားကသူ့မကိုလှည့်ကြည့်လိုက်တယ်ဒါနဲ့မင်းကလေးကသူ့ရဲ့ထောက်ခနဲ့ကိုထောင်ပြလိုက်ပြီးမဲ့အမျိုးသားကနောက်ပြန်လှည့်ပြီးဆက်ထွက်သွားခဲ့တယ်ဒီအချိန်ကမင်းကလေးကိုအကူအညီမဲ့တလို့ခံစားရစေပြီးတောင်ပေါ်မှာပိတ်မိနေခဲ့ရတယ်သူ့မနောက်လာ ထိလိုက်တဲ့အခါအမျိုးသားကဖနက်တရံကိုသူမကိုလှမ်းပေးခဲ့ပြီးပြန်လှည့်ထွက်သွားခဲ့တယ်။အမျိုးသားရဲ့ထွက်ခွာသွားတဲ့ပုံရိပ်ကိုကြည့်ရင်သူမစိတ်လှုပ်ရှားမှုအနည်းငယ်ခံစားလိုက်ရတယ်။မင်းကလေးအိမ်ပြန်ဖို့လုံတုံးမှာပဲကောင်းကင်ကရုတ်တရက်မိုးတဲထန်စွာရွာချလာတယ်။သူမလည်းမိုးရီထဲမှာပြေးရတော့တာပေါ့။မတော်တဆတန်ချောင်းတစ်ချောင်းကိုနင်းမိသွားခဲ့တယ်။စိတ်ပြားအားငယ်နေတော့မှပဲအမျိုးသားကထပ်ပေါ်လာပြန်တဲ့အတူကမင်းကလေးကိုထိကောက်ဖို့ပြောပြီးသူမကိုရင်ခွင်ထဲပို့ချီကသူ့ရဲ့တဲအိမ် လေးစီကိုဥတီသွားခဲ့တဲ့အမျိုးသားကမင်းကလေးရဲ့တံရကိုပတ်တီးစီနေတော့မင်းကလေးကရုတ်တရက်နာကျင်သွားလို့အမျိုးသားရဲ့မေးစေးကိုကံမိလိုက်တယ်ပြီးတော့အမျိုးသားနာကျင်သွားသလားဆိုတာကိုလျင်မြန်စွာထရက်ပြီးစစ်ဆေးကြည့်လိုက်တယ်ဒီအချိန်မှာပဲသူတို့နှစ်ဦးအကြည့်ချင်းစုံမိပြီးရှင်းပြလို့မရတဲ့ခံစားချက်တစ်ခုသူတို့ရဲ့စိတ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်